အင်္ဂါပြည်စည်လာခိုးတဲ့သူကိုတောင်စေရနာမြတ်တာထားနိုင်လို့လူပြောများနေရဲ့နွယ်ပိုးအိမ်တထေးကြီးပရိသတ်များအလုံးမမင်္ဂလာပါရှင်ဆယ်လီယမ်ဘလတ်ကနေပြန်လေးကြိုဆိုလိုက်ပါတယ်အင်္ဂိုလာခိုးတဲ့သူကိုတောင်မြတ်တာထားနိုင်လို့ချီးကျူးခံနေရတာကတော့နွယ်ပိုးအိမ်တထေးကြီးကိုစင်ဘိုဘိုဖြစ်ပါတယ်ဒါကြောင့်လည်းနွယ်ပိုးအိမ်တထေးကြီးကိုစင်ဘိုဘိုရဲ့စိတ်ထားကိုတော်တော်လေးချီးကျူးနေကြတာဖြစ်ပါတယ်နွယ်ပိုးအိမ်တထေးကြီးစင်ဘိုဘိုကစီးပွားရေးလုပ်လို့နာမည်ကြီးအောင်တဲမကပဲသူရဲ့ပရိသတ်အလုပ်တွေကြောင့်လည်းနာမည်ကြီးပါတယ်အထူးသဖြင့်တော့ ော်နွယ်ဘိုးရင်တထေးကြီးစင်ဘိုးဘိုးဆိုတာကသူ့ရဲ့နွယ်ဘိုးရင်အထယ်ဆိုင်ကနေဘာယူယူ2000ကျပ်တန်အဝေးထက်တွေကိုရောင်းရင်းနဲ့ပရိသတ်တွေကြားမှာနာမည်ကြီးလာခဲ့တာဖြစ်ပါတယ်။ဒါအပြင်တထေးကြီးစင်ဘိုးဘိုးကပရိသတ်အလုပ်တွေကိုလုပ်ရင်းနဲ့နာမည်ကြီးလာပါတယ်။အထူးသဖြင့်နွယ်ဘိုးရင်တထေးကြီးဟာလမ်းဘေးမှာတောင်းစားနေတဲ့လူတွေ၊ဈေးရောင်းနေတဲ့လူတွေ၊စင်ရွံ့ပါတဲ့လူတွေကိုကြုံရင်ကြုံတယ်လို့ကူညီတတ်ပါတယ်။ဒါအပြင်နွယ်ဘိုးရင်တထေးကြီးဟာသဘာဝဘေးအန္တရာယ်ကြောက်ရွံ့တိုင်းမှာအရှိဆုံးကနေကူညီနေရတဲ့သူပါ။ ဒီကနေ့နဲ့ရေပေးမှလည်းနှွယ်ပွင့်ရတတိကြီးကိုစင်ပူပူဟောင်းတက်နိုင်တဲ့လောက်ရေပေးတဲ့ပြည်သူတွေကိုကူညီနေတယ်လို့ အခုတစ်ခေါက်ငလင်ပေးမှလည်းຫນွယ်ဘိုးရင်တတိကြီးကတိန်ပေါင်းထောင်တောင်းချီကူညီနေပါတယ်။ຫນွယ်ဘိုးရင်တတိကြီးဟာအကူအညီလိုအပ်တဲ့နေရာတွေထိသွားရောက်ကာကူညီလိုတန်းခဲ့ရဖြစ်ပါတယ်။ဒါကြောင့်လူတွေကຫນွယ်ဘိုးရင်တတိကြီးရဲ့စိတ်ထားကိုချီးကျူးကြပါတယ်။အခုခါမှာຫນွယ်ဘိုးရင်တတိကြီးရဲ့လုပ်ရတဲ့ခုကြောင့်ချီးကျူးနေရတာပါ။အဲ့ဒါကတော့သူကအိမ်ကပစ္စည်းကိုလာခိုးတဲ့သူတွေကိုတောင်းစေတနာမြတ်တာထားနိုင်တဲ့လုပ်ရတဲ့ခုကြောင့်ပါ။ အထူးသဖြင့်ရေဘိုးရဲ့တထေဟာကိုအိမ်ကပစ္စည်းကိုလာခိုးတဲ့သူတွေကိုတောင်းစေရနာမြတ်တာမပြတ်တဲ့အပြုတ်မလေးတခုကြောင့်လူပြောများနေရဖြစ်ပါတယ်။ရေဘိုးရဲ့တထေကြီးရဲ့အိမ်ကကားတစ်ခုတယောက်ဟာဘက်ထရီကိုလာဖြုတ်ခိုးခဲ့ပါတယ်။ ရွေဘိုးရင်တထေကတော့ CCTV ကနေကြည့်ပြီးတော့တခိုးကမိုးသေးတဲ့စွာရွာသွန်းနေတဲ့ချိန်အိတ်ကောင်းနေတဲ့ချိန်ပင်ပန်းစွာနဲ့ဘက်ထရီကိုလာဖြုတ်ခိုးနေရကြောင်းသနာနေရဖြစ်ပါတယ်။ဒါအပြင်ကားဘက်ထရီဖြုတ်နေစဉ်လူမိမှလည်းစိတ်ပူနေကြရပါရွေဘိုးရင်တထေကသူ့အတွက်ကားဘက်ထရီတခုဟာပြောပါတော့တဲ့ပမာဏမျိုးမဟုတ်ပါဘူး။ဒါပေမဲ့တခိုးရဲ့မိသားစုစားဝတ်နေရပြည့်လည်မယ်ဆိုရင်တော့တန်ပါတယ်လို့ဆိုပါတယ်။ရွေဘိုးရင်တထေကတော့တခိုးရဲ့ဂုံသိက္ခာအရှမ်းမရရှိဖို့အတွက်မျက်နှာကိုအုပ်ပေးထားတာလည်းဖြစ်ပါတယ်။တော်ရုံတန်ရုံစိတ်တက်မျိုး နေတော်နယ်ဘိုးရင်တတိကြီးလိုမျိုးကိုယ်အိမ်ကပစ္စည်းကိုလာခိုးတဲ့သူတွေကိုမြေတားထားနိုင်ဖို့ဆိုတာတကယ်မလွယ်ပါဘူး။တခြားသူတွေဆိုရင်တော့ဘလောက်ပဲချမ်းသာချမ်းသာစိတ်ဆိုးတော်သားထွက်မိကြမှာအမှန်ပါပဲ။နယ်ဘိုးရင်တတိကြီးကတော့သူ့ရဲ့ပစ္စည်းတွေကိုခိုးတဲ့တခိုးလူမိပြီးတော့ဒုက္ခရောက်သွားမှာကိုစိတ်ပူနေပါတယ်။နယ်ဘိုးရင်တတိကြီးကဖြစ်နိုင်မယ်ဆိုရင်အဆိုပါတခိုးအနေနဲ့မပြေလည်တာရှိရင်သူ့စီကိုအကူအညီတောင်းလို့ရတယ်လို့ဆိုခဲ့ပါတယ်။ဒီလိုမျိုးဖြူစင်လာတဲ့နယ်ဘိုးရင်တတိကြီးရဲ့လောက်ရအတွက်လူတွေကတော့ချီးကျူးနေကြတာဖြစ်ပါတယ်။ က်တွေကရောကိုယ်အင်ကပစ္စည်းကိုလာခိုးတဲ့တခိုးပေါ်မှာဖြူစင်တဲ့မြစ်တာစိတ်ထားနိုင်တဲ့လွယ်ပိုးရီတထေးကြီးပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်အဆုံးထိကြည့်ရှုပေးရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကြည့်ရှုပေးရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကြည့်ရှုပေးရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်